ကြီးနဲ့ကိုပိုင်တို့မှပြင်လဲကြိုးစားပါတယ်။ရန်ရသရှိတဲ့ငါတန်ပြပောင်းကိုကျွန်တော်တို့နဲ့အတူတူလှုပ်ရှားကြရအောင်။ဆိုင်းဒီမှာဈေးကြီးပေးဝဲစားနေရတဲ့ငါတန်ပြပောင်းကိုတချို့ကလောရခက်တယ်လို့ထင်ကြတယ်။ငါတန်ပြပောင်းလောက်လောရလွယ်တာငါတန်ပြပောင်းပဲရှိပါတယ်။နိုင်ကွက်လောက်အချိန်ပေးအောင်နဲ့ငါတန်ပြပောင်းလို့မျိုးကိုတီးရမှာပါဗျ။ Okay ။ပထမဆုံးအနေနဲ့ငါပောင်းတဲ့အခါမှာငါကိုညီနေမရအောင်ဂျင်း၃၄ပြား၊ဇပလင်၃ချောင်း၊မနန်ပင်အမြင့်၃ချောင်းကိုကျွန်တော်တို့တုံးထားပါတယ်။ဇပလင်၃ချောင်းကိုမကြည်တကြည်ဖြစ်အောင်ထွချပြီးတော့စီးထားပေးလိုက်မယ်။ ဒီလိုလေးပဲခြိထားပြလိုက်မယ်เนาะ စင်းတုံးကိုတေချာတော့ငါးကိုပြစ်ချဟိုဘက်ဒီဘက်၃ချောင်းလောက်မှုန်ထားပြီပါငါးကိုမှုန်ထားပြီးပြီဆိုလို့ရှိရင်တငယ်ချင်းတို့ကြိုက်တယ်မယ်ဆိုလို့ရှိရင်စားအုပ်နည်းနည်းလေးပော့ပေးလို့ရပါတယ်ငါးကိုကျွန်တော်တို့ကတော့မလုပ်တော့ပါဘူးငါးကိုကဘိုက်ကိုခွဲဥတွေထုတ်ပဟတ်ထုတ်ဂျီကုန်တွေလည်းထုတ်ပေးရမယ်နော်ကျွန်တော်တို့ငါးကိုကဆန်ရှင်ကတခါတည်းထုတ်ပေးခဲ့လို့ဗီဒီယိုထဲမှာမပြတော့ပါဘူးနော်โอเคဒီမှာငါးဘိုက်တွေကိုဇက်ဗလင်နည်းနည်းပင်အမြင့်ဂျင်းနှပြကိုထည့်ထားပေးမယ်နော်ငါးကိုတော့ရင်ငန်ငါးကက်ကရစ်ကိုတုံထားပေးပါတယ်ကက်ကရစ်ငါရှာရခက်တယ်ဆို လို့ရှိရင်ဆလာဗီယာငါးကိုလည်းသုံးလို့ရပါတယ်ကက်ဂရစ်နဲ့ဆလာဗီယာငါကက်ဂရစ်ကပို့ပြီးတော့အရသာရှိပါတယ် okay မှုန်းထားတဲ့အသားတွေတွေကိုဂျင်းပြားထည့်ပြီးပြီဆိုလို့ရှိရင် ကျွန်တော်တို့ငါးကိုပေါင်းဖို့လုပ်ပါမယ် ကောင်းမဲ့အိုးထဲကိုရေအသေးအသေးလောက်ထဲဘုံကိုပိတ်မီးကိုဖိတ်ပြီးတော့ရေဆူလာတဲ့အထိစောက်ပေးပါရေဆူလာပြီဆိုလို့ရှိရင်ဇပလင်နှချောင်းကိုထည့်ပေးပါဒါမှပဲငါးကပို့ပြီးတော့မှုေးစီမှာပေါ့နော်ကောင်းအိုးရဲ့အောက်ခံကိုတော့ကျွန်တော်တို့ဆက်လက်ရပဲသုံးထားပါတယ်အိမ်မှာဆက်လက်ရပုံနေလို့ပါဆက်လက်ရအစားငါပြောဖက်ကိုသုံးလို့ရပါတယ်โอเคဒီမှာအဆင်သင့်ဖြစ်ပြီဆိုတော့ငါးကိုစပြီးတော့ပေါင်းပေးပါမယ်မီးကိုအလဲလဲလောက်နဲ့15မိနစ်လောက်ပေါင်းပေးရမယ်နော်အကယ်၍တငယ်ချင်းတို့အိမ်မှာပေါင်းမရှိဘူးဆိုလို့ရှိရင်ငါးကိုပြုတ်ပေးလို့ရပါတယ်အကယ်၍ငါးကိုပြုတ်မယ်ဆိုလို့ရှိရင်ငါးပြုတ်မီးကို ိုကျွန်တော် comment အောက်မှာရေးထားပေးပါမယ်။ Okay 15မိနစ်လည်းပြည့်ပြီဆိုတော့ငါချက်မချက်သိအောင်ခရင်စုံနေနဲ့လိုက်ပြီးတော့ထိုးပေးပါမယ်။ Okay 15မိနစ်ကွတီပဲဆိုတော့ရပါပြီ။ โอเคဆက်ပြီးတော့ကျွန်တော်တို့အခြေရေဆက်ပါမယ်အခြေရေကိုတော့ကျွန်တော်တို့ပြပြလေးသုံးမှဖြစ်တဲ့အတွက်အရွက်ကိုနည်းနည်းများများလေးသုံးထားပါတယ်အမှန်နဲ့နဲ့ရှမ်းနဲ့နဲ့အနေငယ်ဆက်ကိုတော့စားနိုင်သလောက်ပေါ့နော်အခြေရေကိုအနီအောင်လိုချင်တယ်ဆိုလို့ရှိရင်ရုပ်တည်အနီသက်သက်ကိုသုံးပါတမရဒီသုံးလုံးကျစ်သွန်ဖြူသလုံးလောက်ရှိပါတယ်ဆက်နှစ်မောကျစ်သွန်ဖြူများလေးစားကောင်းလေးပေါ့နော်โอเคပအဝင်ပစ္စည်းတွေအားလုံးကိုကျွန်တော်ကြိုက်ပါမယ်ကျွန်တော်တို့ကြိတ်ဆက်ကသေးနေတဲ့အတွက်နှစ်ခါခွဲကြိတ်ရပါတယ်ကဲရွေးတငယ်ချင်းတို့မှာကြိတ်ဆက်မရှိဘူးဆိုလို့ရှိရင်ထောင်းပေးပါကြိတ်ဆက်ကအရင်သေးနေလို့ရေအနေငယ်ထည့်ပြီးတော့ကြိတ်ပေးရပါတယ်ကျွန်တော်တို့မှာနည်းနည်းနဲ့ channel ကိုကျွန်တော်ပပလှီးပြီးတော့ထပ်ပြီးတော့ချိန်ပေးရပါတယ်။အမှန်တကယ်ကျိတ်ဆက်ကြည်ကြည်ရှိတယ်ဆိုလို့ရှိရင်အကောလုံးပအဝင်ပစ္စည်းတွေကိုထည့်ပြီးတော့ချိန်ပေးလိုက်ရုံပါပဲ။ကျိတ်ဆက်မရှိသမားများအတွက်ပအဝင်ပစ္စည်းတွေကိုထောင်းပေးလို့လည်းရပါတယ်။ဒါလေးနဲ့အစိမ့်စိမ့်မမပြအောင်မုံပေးလို့လည်းရပါတယ်နော်။အခုဆက်ပြတာတဲ့ဆော့ဆက်နီကဘယ်လို seafood အသားငါးမျိုးနဲ့မဆိုစားလို့အရင်လိုက်ပါတယ်။ကျွန်တော်တို့ဆက်ပြတ်ထားတဲ့ပမာဏအတိုင်းလိုက်လုံးမယ်ဆိုလို့ရှိရင်သိကြပါစားကောင်းပါတယ်။ထပ်ပြီးတော့တံမြတ်ကြီး၃လုံးကို၃စိတ်လီတာပေးအစိမ့်တွေလည်းဖယ်ထားပေးလိုက်မယ်နော်။ ားမဆက်ကျွန်တော်တို့ရဲ့ YouTube channel Facebook page Twitter account ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်။ပါဝင်ပစ္စည်းတွေအားလုံးလောင်းထည့်ပြီးတော့တမအောင်ဒီမှာလာပြီးတော့မှုေပေးပါမယ်ဆက်ပေးပါမယ်ဒီနေရာမှာကျွန်တော်တို့ရေအနှင်းငယ်ကိုထည့်ပေးရမှာပေါ့နော်အရှိမကျွန်တော်တို့ကြက်ရင်လည်းရေထည့်ထားတာမို့လို့ဒီမှာမထည့်တော့ပါဘူးအခုဆက်ပြထားတဲ့ပါဝင်ပစ္စည်းတွေရဲ့ပမာဏကတော့လုံးဝ perfect ပါပဲ တမန်ဒီ၃လုံးကိုညှစ်ထည့်ပြီးရင်အရာသာအနေနဲ့ကတော့တကြားထမင်းစားဇွန်၄ဇွန်ငှက်ပြရီထမင်းစားဇွန်၆ဇွန်ခင်းချုံမုတ်လက်ဖက်ဇွန်၃ဇွန်ကျောက်မုတ်လက်ဖက်ဇွန်၃ဇွန်တို့ကိုထည့်ပြီးတော့နာနာလေးမှုပေးလိုက်ပါတော့။ Okay ဒီမှာအရင်ထဲမှာရာသာရှိတဲ့ငါးသံပြပေါင်းကိုရလာပါပြီ။ငါးပကင်လေးကိုဆော့တယ်တဝက်လောက်လောင်းထည့်ပြီးတော့တဝက်ကိုကြတော့ငါးနဲ့မုတ်ကြီးဖက်နဲ့စုစားဖို့အပြင်မှာခြံထားပေးလိုက်ပါတယ်။အချီရီကိုကြတော့ပြပြနှစ်နှစ်လေးဖြစ်အောင်အရွက်ကိုအများကြီးတုံထားပါတယ်။နောက်ကျရင်အချီရီစက်နီကိုတည်တတ်တင်ပြီးမှမို့